တယ်လီကျမ်းမာရဲ့ကျမ်းမာရေးပညာပေးအစီအစဉ်ကကြိုဆိုပါတယ်အားလုံးပဲမင်္ဂလာပါကျမကတော့ဒေါက်တာဆန္ဒကူပါကျမဒီနေ့ပြောပြမှာကတော့အယိုးပအယိုးပွားယောဂအကြောင်းပဲဖြစ်ပါတယ်အယိုးပွားယောဂကိုလွယ်လင်းတစ်ခုမဲ့ရရင်တော့အပေါင်များနဲ့အယိုးလိုမှတ်နိုင်ပါတယ်ကယ်ဆီယမ်ဆုံးရှုံးခြင်းကြောင့်ယိုးရီအားနည်းကျဆက်လာပြီးယိုးရီပါလာခြင်းပဲဖြစ်ပါတယ် အယိုးထုတဲ့တိတ်တိမှုကအသက်20ကနေ45နှစ်ထိအများဆုံးဖြစ်ပြီးအသက်50နောက်ပိုင်းမှာတဖြည်းဖြည်းလျော့နည်းလာတာကြောင့်ဖြစ်ပါတယ်။ဘသူတွေမှာဖြစ်တက်လဲအဓိကအားဖြင့်တော့ယာတီသွေးဆုံးပြီးတက်လက်ပိုင်းနဲ့တက်ကြီးပိုင်းအမျိုးသမီးတွေမှာအတွေ့အကြုံဆုံးဖြစ်ပြီးတော့အမျိုးသားတွေမှာလည်းဖြစ်တက်ပါတယ်။အမျိုးသမီးတွေမှာ3ယောက်မှ1ယောက်ဖြစ်လေရှိပြီးအမျိုးသားတွေမှာတော့9ယောက်မှ1ယောက်ဖြစ်လေရှိပါတယ်။ရိုးပေါ်နိုင်ခြင်းအများဆုံးသူတွေကတော့အသားဖြူလူမျိုးနဲ့အာရှလူမျိုးတွေ ရိုးပွားယောဂါမိသားစုရာဇဝင်ရှိတဲ့သူတွေ secret အရက် coffee တနေ့ကို၃ခွက်နဲ့အထက်တောက်တဲ့သူတွေကိုလက်လှူရှာအားကစားနေတဲ့သူတွေနေ့စဉ်အစားအသောက်မှာကယ်လ်ဆီယမ်ပါဝင်မှု နေတဲ့သူတွေနေရောင်ခံလေးမရှိရာကြောင့် vitamin D ရရှိမှုနေတဲ့သူတွေအချိန်မတိုင်မီရာသီသွေးဆုံးခြင်းကြောင့် estrogen hormone နဲ့ပါနေတဲ့သူတွေ cortisone steroid ဆေးပြားတွေနှိရှေလာများတောက်သုံးနေရသူတွေ အနိုခရိုင်းလို့ခေါ်တဲ့ဂလန်ချိတ်ယောဂါတွေဥပမာတရိုက်ယောဂါနဲ့ရောင်ရမ်းခြင်းယောဂါဥပမာဥရောင်ရမ်းတဲ့ယောဂါအစစ်မြစ်ကြိုက်ခဲရောင်ရမ်းတဲ့ယောဂါရှိတဲ့သူများပါဝင်ပါတယ်။ယောဂါလက္ခဏာတွေကဘာတွေလဲ။ချော်လဲကြပြီးတင်ပစုံယိုခါယိုနဲ့ကြောယိုကြိုးခြင်းတို့နဲ့လာလေးရှိပါတယ်။တခါတရံမှာတော့ထိခိုက်နာတရားမရှိဘဲအယိုးကြိုးရမျိုးဖြစ်နိုင်ပါတယ်။ဥပမာချောင်းဆိုးခြင်းကြောင့်နေယိုးကြိုးရမျိုး ရိုးချိုးခြင်းကြောင့်ကျိုးရဲနေရာမှာနှာကျင်ကြိုက်ခဲခြင်းကိုခန္ဓာအနေထားမမှန်ခြင်းဥပမာလက်ပြင်ကုန်ခြင်းတို့ကိုလည်းခံစားရတတ်ပါတယ်ရိုးပွားခြင်းကြောင့်ကြောရိုးချိုးပြီးတဲ့အခါ down watcher's ham လို့ခေါ်တဲ့အပေါ်ဘက်ကြောရိုးစစ်တွေက အပြင်ကုန်ငေါထွက်ပြီးအရိုးအနေထားမမှန်ကန်မဲကြီးထွားလာတာကို တွေ့ရပါတယ်ရိုးပွားယောဂါရှိတာကိုဘယ်လိုသိနိုင်မလဲဆိုတာကိုဆက်လေ့လာကြည့်ရအောင်နော်အများစုကတော့ယောဂါရှိတာကို မသိကြပါဘူး ဘာကြောင့်လဲဆိုတော့အရိုးကမတိမတာပါနေတာမို့လို့ပါ အများအားဖြင့်တင်ပစုံယိုးခါယိုးနဲ့ကြောယိုးစစ်တွေကျိုးတဲ့အခါမှသာအယိုးပွားနေတာကိုသတိထားမိတတ်ကြပါဗါ။တာမန်ယိုယိုတက်မှန်အိစရိယယုံနဲ့လည်းအယိုးပွားနေတာကိုယာနှုံးပြေမသိနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ခနာကိုမှရှိတဲ့အယိုးတွေဟာ90ရာခိုင်နှုန်းလောက်မပြည့်စည်သရွေ့အိစရိမှာအယိုးပွားတာကိုရှာမတွေ့နိုင်လို့ပဲဖြစ်ပါဗါ။ဒါဆိုအယိုးပွားယောဂရှိမရှိဘယ်လိုစစ်ဆေးကြမလဲ။ ဘုံမင်နရယ်ဒန်စတီကိုတိုင်းတာဖို့လိုပါတယ်။ဒါကိုစစ်ဖို့ဆိုရင်တော့ UN Energy X-ray Absorptiometry ဒါစာလို့ခေါ်တဲ့ခစစ်ယိုးနဲ့တင်ပစုံယိုးကိုအထူး X-ray ရိုက်ကြည့်ဖို့လိုအပ်ပါတယ်။အသက်50နှစ်ချက်လူနာတွေ၊စတီရိုက်နှိရှိလာများတောက်နေရတဲ့လူနာတွေအချိန်မတိုင်ခင်ယာတီသွေးဆောင်တဲ့အမျိုးသမီးတွေမှာအယိုးပွားနိုင်ခြေအများဆုံးဖြစ်တဲ့အတွက်ဒါစာရိုက်ပြီးယောဂရှိမရှိကိုစစ်ဆေးကြည့်သင့်ပါတယ်။ အရိုးပွားခြင်းကြောင့်ရိုးကျိုးရာကိုတော့အရိုး X-ray ကြော်ရိုး CT နဲ့ MRI တို့ရှိုက်ပြီးစစ်ဆေးနိုင်ပါတယ်။အရိုးပွားခြင်းကိုဖြစ်စေတဲ့တခြားရောဂါတွေရှိမရှိသိနိုင်ဖို့သွေးစစ်ဖို့လည်းလိုအပ်ပါတယ်။ဒါကြောင့်အရိုးမပွားအောင်အတွက်ဘာတွေလုပ်ရမလဲဆိုတာကိုဆက်ပြောပြပေးမယ်နော်။တင်းနှိယိုက်ခြင်းနဲ့လမ်းလျှောက်ခြင်းတစ်ပတ်မှ9ရက်တစ်ရက်9နာရီဝက်ကြာအောင်လမ်းလျှောက်ခြင်းတို့လို့ ကိုလေးချိန်ထိန်းတဲ့လေးချိန်ငန်းတွေပုံမှန်လုပ်ပေးတာဆေးလက်အရက်ကော်ဖီဖြတ်တာကျမရင်းနဲ့ညီညွတ်တဲ့အစားတောက်တွေစားတာတနေ့တာအစားစာမှာကယ်လ်ဆီယမ်လုံလောက်အောင်စားသုံးတာတရက်ကို1000ကနေ1500မီလီဂရမ်ကယ်လ်ဆီယမ်စားသုံးတာကယ်လ်ဆီယမ်ပါဝင်ပြီးအဆီနဲတဲ့နိုးနဲ့နိုးထွက်ပစ္စည်းငါအရိုးပါတဲ့စာတင်ဆယ်မွန်ငါသစ်တာ ချင်းနဲ့အသီးနှံနှံနဲ့နေကြစေဘာဒန်နဲ့တိုဖူးတို့ကိုစားသုံးတာ ဗိုက်တာမင် D မျှဝဲတာနေအောင်ခံပြီးရတဲ့ဗိုက်တာမင် D ကတော့အကောင်းဆုံးဖြစ်ပါတယ်။တစ်နေ့ကိုမိနစ်20ခန့်နေအောင်ခံတာကအသင့်တော်ဆုံးပါ။ဒါပေမဲ့နေရာတီမှာတော့ပူဆုံးချိန်တွင်ဖြစ်တဲ့မနက်7:00နာရီကနေညနေ3:00နာရီကြားနေအောင်ခံခြင်းကိုတော့ရှောင်ကျဉ်ရပါမယ်။အရေပြားကန်စာဖြစ်နိုင်ခြေရှိတဲ့အတွက်ကြောင့်ပါ။ပါစေရီတောက်သုံးမှုလိုအပ်မလဲအရင်တုန်းကတော့ယာတီသွေးဆုံးပြီးနောက်ပိုင်းမှာအစ်စထရိုဂျင်ပါဝင်တဲ့ ဟော်မုန်းအစားထိုးသရပီတွေနဲ့ကုသဖို့အကြံပြုကြပေမယ့်အခုတော့အဲ့ဒီသရပီနဲ့ဆက်လက်မကုသတော့ပါဘူးအခုနောက်ပိုင်းမှာတော့ရိုးပွားခြင်းကိုတတ်တာစေတဲ့ဆေးတွေထွက်ပေါ်နေပါပြီတကြွန်းသားလေသူဆောင်ဝင်တဲ့တိုင်ပင်ပြီးမိမိမှာအရိုးပွားယောဂါရှိမရှိစစ်ဆေးကတောက်သုံးနိုင်ပါတယ်အဓိကအရေးကြီးတာကတော့ရိုးပွားခြင်းကဖြစ်လေဖြစ်တာရှိတဲ့ယောဂါတစ်ခုဖြစ်ပါတယ်အတန်းငယ်ပိုင်းမှာယောဂစတင်ပေမဲ့တလက်ပိုင်းနဲ့တက်ကြီးပိုင်းမှာသာယောဂမြင်မြန်ဆိုးလာတာကိုတွေ့ရပါဗျ ဒါကြောင့်ရိုးပချင်းရဲ့နောက်ဆက်တွဲအယုံမကျိုးရအောင်ဒီကကတော့ချော်မလဲရအောင်ဂယူဆိုင်နေပြီးကာကွယ်ဖို့ပဲဖြစ်ပါတယ်။ဒီလောက်ဆိုရိုးပယောဂနဲ့ပတ်သက်ပြီးအထိုက်လျောက်ဘ ഹു တုတရရှိပြီးဖြစ်တယ်လို့ထင်ပါတယ်။အားလုံးပဲရိုးပယောဂမဖြစ်အောင်ဂယူတဆိုင်နေထိုင်ကြပါလို့တိုက်တွန်းလိုက်ပါစေနော်။တယ်လီကျမ်းမှာလည်းဆရာဝန်များနဲ့အွန်လိုင်းမှာပေးရမရှိအခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ကျမကတော့ဒေါက်တာဆန္ဒကူပါမြမပြည်သူပြည်သားများအားလုံးဆရာနာရှင်စနစ်ဆိုးအောင်မှအမြန်ဆုံးလွတ်မြောက်ပြီးစေရောကိုပါကျမကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရေတော့ပုံအောင်ရမည်ဝင်းရောက်ကြည့်ရှုပေးသူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ကျွန်တော်တို့ရဲ့ channel မှာကျမရဲ့အသိပညာနဲ့ပတ်သက်တဲ့ video တွေကိုစင်ဆက်မပြတ်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့် subscribe လုပ်ထားကြပါအောင်လို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ